လွန်ခဲ့တဲ့ဆယ်နှစ်အတွင်းမှာတရုတ်ဟာကမ္ဘာပေါ်မှာအကြီးအမားဆုံး project တစ်ခုကိုအကောက်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။အဲ့ဒီ project ဟာအတော်လေးကြီးမားပြီးကမ္ဘာနေရာအနှံ့အပြားမှာတယောက်မှုရှိပါတယ်။စုစုပေါင်းဒေါ်လာတက်တသမ3 trillion သုံးဆွဲခဲ့ပြီးနိုင်ငံပေါင်း140ကျော်မှာမြန်နှုတ်မြင့် Mentalland ကွန်ရက်တွေကနေရေအားချက်စစ်စစ်တမန်ကြီးတွေအထိတည်ဆောက်ခဲ့ပါတယ်။အဲ့ဒါကတော့ Vet and Road Initiative လို့ခေါ်တဲ့ကဘက်တကွင်း Legacy စီမံကိန်းပဲဖြစ်ပါတယ်။ အဲ့လိုကြီးမားတဲ့ရင်းနှီးမြုံနယ်မှုတွေကနေတဆင့်ကဘာတဝမ်းမှာဩဇာအာဏာခိုင်မြဲစေဖို့အတွက်တရုတ်ရဲ့အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။ဒါမဲ့စီစဉ်ထားတဲ့အတိုင်းတော့ဖြစ်မလာသင့်ပါဘူး။ဥပမာအဖြစ်ဒေါ်လာဘီလီယံ60ကုန်ကျမဲ့တရုတ်ပါကစ္စတန်စီးပွားရေးစင်ကြယ်ဟာပြီးဆုံးသင့်ပါဘူး။အလားတူစွာပဲကာဇစ်စတန်မှာလည်း Congo Gateway စိတ်ကန့်ကိုဒေါ်လာ9ဘီလီယံကျော်နဲ့တိဆောက်ခဲ့ပေမဲ့လည်းအဲ့ဒီစီမံကိန်းအများစုဟာမလိုအပ်ဘူးလို့ကြွကျင်သူတွေကဆိုပါတယ်။အဲ့ဒီ project ကြီးဟာဆင်းရဲတဲ့နိုင်ငံတွေတော့မဟုတ်ပဲဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်းပါဝင်နေပါတယ်။ မော်တီနင်ဂရိုဂရိနဲ့အီတလီတို့တော့အဲ့ဒီ project ကြီးစတင်ဖို့တရုတ်စီကလည်းဒေါ်လာဘီလီယံပေါင်းများစွာရယူခဲ့ကြပါတယ်ဒါပေမဲ့သူတို့မှာတူတာတစ်ခုတော့ရှိပါတယ်အဲ့ဒါက project ကြီးအတွက်စီစဉ်ထားတာတွေမပြီးစီးသေးတာစီစဉ်ထားတာထက်ကုန်ချမှုပိုမိုများတာနဲ့လုံးဝရပ်တန့်တော့တာတော့ပဲဖြစ်ပါတယ်ပေါ်ဆိုတာကအဲ့ဒီချင်းွေတွေကိုယူထားတဲ့နိုင်ငံတော်တော်များများကအခုအချိန်မှာပြန်ဆက်ဖို့အခက်အခဲရှိနေကြပါတယ် ချင်းွေတွေရဲ့လက်ပုံတပုံကျော်ကိုပြန်ဆက်ဖို့ပြက်ကွက်ခဲ့တယ်လို့ခန့်မှန်းရပါတယ်။ဆိုတော့တရုတ်ဟာရေးပေါ်ရေပုံငွေဒေါ်လာ140ဘီလီယံကျော်သုံးစွဲခဲ့ရတာဖြစ်ပါတယ်။တပတ်တကွင်းလက်ဒဇင်းစီမံကိန်းဟာရှီကျင်းပင်ရဲ့နိုင်ငံခြားရေးမှုဝါဒအဓိကအစိပ်ပိုင်းဖြစ်ဖို့ရည်ရွယ်ထားတာပဲဖြစ်ပါတယ်။ဒါမဲ့လည်း Project of the Century ရာစုနှစ်စီမံကိန်းလို့ခေါ်ဆိုရကလည်း Failure of the Century ရာစုနှစ်ကြဆုံးမှုလို့ပြောခေါ်ရမလို့ဖြစ်နေပါတယ်။ကဲဒါဆိုရင် Belarus Initiative ဆိုတာဘာလဲ ဘာကြောင့်မအောင်မြင်ရတာလဲအခုတရော့အတွက်ဘာဖြစ်မလဲဆိုတာကိုသေချာလေ့လာကြည့်ကြရအောင်ပါ Bad and Road Project တိုင်းဟာလုံးဝမအောင်မြင်တာမဟုတ်ဘူးဆိုတာကိုတတိပြုမိဖို့တော့လိုပါမယ် Project တွေဟာကုန်ကျမှုများလွန်းတာဒါမှမဟုတ်မဖြစ်နိုင်ဘူးလို့ဆိုရမယ်လေတချို့ Project တွေမှာအလောက်ကအခွင့်အလမ်းတွေကိုဖန်တီးပေးထားတာတွေနဲ့ Project တွေကိုလက်ခံဆောင်ရွက်ပေးတဲ့နိုင်ငံတွေအတွက်ရင်းနှီးမြှုပ်နှံမှုတွေကိုဆွေးဆောင်နိုင်ခြင်းတို့လိုအကျိုးကျေးဇူးတွေကိုရရှိစေပါတယ်ဥမာဆိုရင်မလေးရှားက Forest City ဆိုတဲ့လူနေအိမ်ရာစီမံကိန်းကအောင်မြင်မှုအချို့ရရှိခဲ့ပါတယ် ဒါပေမဲ့လည်းအချင်းကြလာတဲ့နဲ့အမြတခြား project တွေမှာပြဿနာတွေပေါ်ပေါက်လာခဲ့ပါတယ်။ကပတ်တကွင်းလက်ဒစင်းစီမံကိန်းကို2013ခုနှစ်မှာစတင်အကောက်အထည်ဖော်ခဲ့ပါတယ်။ကပတ်ပန်လန်နဲ့လက်ဒစင်းဆိုပြီးနပိုက်ခွဲဆောင်ရွက်ခဲ့ပါတယ်။ဘက်ဆိုတဲ့အပိုင်းမှာတော့ကာဇစ်စတန်နဲ့ယူကရိန်းတို့လိုနိုင်ငံတွေကိုဖျက်ဆီးပြီးတရုတ်နိုင်ငံကိုဗဟိုအာရှနဲ့ဥရောပကိုကုန်းကျုံနဲ့ချိတ်ဆက်ဖို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ရိုးဆိုတဲ့အပိုင်းမှာတော့တရုတ်နိုင်ငံကိုအရှိတောင်အာရှအာဖရိကနဲ့အရှိလေပတ်ဒေသတို့ကိုချိတ်ဆက်ပေးမဲ့ပင်လယ်လမ်းကြောင်းတွေနဲ့အခြေခံအဆောက်အဦတွေတည်ဆောက်ဖို့ရည်ရွယ်ထားတာပဲဖြစ်ပါတယ်။လူတွေထိန်ထားတာနဲ့ဆက်ကျင်ဖက်ဖြစ်နေတဲ့ Baden Road Project တွေရဲ့အစီအစဉ်တရားဝင်အကောင့်ထဲမှာပေါ်မီကတဲ့ကစတင်လှုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။ Belt and Road အသုံးအနှုန်းကတော့ project တွေကိုဈေးကွက်ချစ်ထွင်ချိတ်ဆက်ဖို့ဖြစ်ပါတယ်။ project အများစုဟာစွန့်ရင်ကဏ္ဍမှာလှုပ်ဆောင်မှာဖြစ်ပါတယ်။ အဲ့ဒါတွေကို2020ပြည့်နှစ်မှာစတင်ဆောင်ရွက်ခဲ့ပြီးစွန့်ရင်ကဏ္ဍမှာရင်းနှီးမြှုပ်နှံမှုငွေကြေး၄၀ရာခိုင်နှုန်းသုံးစွဲနေခဲ့တာဖြစ်ပါတယ်။အများအားဖြင့်နိုင်ငံတကာနိုင်ငံဟာစွန့်အင်ဒါမှမဟုတ်တေယူပို့ဆောင်ရေး project အသစ်အတွက်သဘောတူညီချက်တခုကိုလက်မှတ်ရေးထိုးလေးရှိပါတယ်။တရုတ်ကုမ္ပဏီတွေဟာအဲ့ဒီ project တွေကို design ရေးဆွဲပြီးတိစောက်ဖို့ contract တွေရရှိမှာဖြစ်ပါတယ်။အဲ့ဒီ contract တွေမှာတရုတ်အလုပ်သမားတွေကိုပဲအသုံးပြုလေးရှိပါတယ်။ Belt and Road ဆိုတဲ့ဝါဟာရဟာကမ္ဘာလုံးဆိုင်ရာအစီအစဉ်တစ်ခုလို့ထင်ရပေမဲ့လက်တွဲမှာတော့ရှင်းလင်းတဲ့အစီအစဉ်မရှိဘဲကမ္ဘာတဝန်းမှာရှိတဲ့ project တွေနဲ့ရောထွေးနေတာဖြစ်ပါတယ်။အဲ့လိုစီးလုံးညီညွတ်မှုမရှိတာဟာပြဿနာတွေကိုဖြစ်ပေါ်စေပါတယ်။တိုက်ကြီး၅ခုမှာတရုတ်ကဘာကြောင့်ဒီလိုကြီးမားတဲ့ project ကိုအကောင့်ထဲပေါ်ခဲ့တာလဲဆိုတာကိုနားလည်ဖို့ဆိုရင်အရင်ကပိုလန်မှာ Six Grow ဆိုတဲ့အကြောင်းကိုနားလည်ဖို့အရေးကြီးပါတယ်။သမိုင်းကြောင်းအများစုမှာတော့တရုတ်နိုင်ငံဟာကမ္ဘာပေါ်မှာတိုးတက်မှုအရှိဆုံးစီးပွားရေးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ကုန်ထုတ်လုပ်ငန်းစွန်ဦးတီထုံမှုတွေကြောင့်တရုတ်ရဲ့ကွန်ပစ်စီတွေဟာကမ္ဘာတဝက်မှာရေပန်းစားလာခဲ့ပါတယ်။အဲဒါကြောင့်တရုတ်ဟာအာရှအာဖရိကအရှေ့လေပိုက်ဒေသနဲ့ဥရောပတို့ကိုနှစ်1500ကျော်ဆက်သွယ်ပေးတဲ့ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ပိုလန်မှာကိုဖန်တီးခဲ့ပါတယ်။ပိုလန်မှာဟာတရုတ်နိုင်ငံအတွက်ကြွေဝှချမ်းသာမှုတွေကိုယူဆောင်လာခဲ့ပြီးခိမိန်ဆက်သွယ်ရေးနဲ့ခီးတော်လာမှုနည်းလမ်းတွေမပေါ်ပေါက်လာခင်ကတည်းကတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကိုကမ္ဘာတဝန်းကိုပြန့်နှံ့စေရန်အထောက်အကူဖြစ်စေခဲ့ပါတယ်။ ဆီရှီယာဇူမာတော့ဥရောပနိုင်ငံတွေဟာဆက်မုန်းထွန်းကားလာခဲ့ပြီးတရုတ်ရဲ့ဩဇာပါဝါလေးတစ်ဖြည်းဖြည်းမေးမြန်းလာခဲ့ပါတယ်၂၀13ခုနှစ်မှာတော့ပိုလန်မကြီးကိုပြန်လည်အသက်သွင်းဖို့တရုတ်ကောက်ဆောင်ရှီကျင်းဖင်ဟာ Belt and Road Initiative BRI လို့ခေါ်တဲ့ကဘက်တကွင်းလက်ဒစင်းစီမံကိန်းကနေတဆင့်နိုင်ငံကုန်ကိုပြန်လည်ဖော်ဆောင်ဖို့ဆန္ဒရှိခဲ့ပါတယ် BRI ရဲ့အဓိကရည်မှန်းချက်ကတော့ကမ္ဘာတဝက်မှာတရုတ်ရဲ့ဩဇာပါဝါလွှမ်းမိုးမှုကိုတိုးမြှင့်ဖို့ပဲဖြစ်ပါတယ် တရုတ်ရဲ့စီးပွားရေးနဲ့ကမ္ဘာလုံးဆိုင်ရာအခန့်ငယ်တာတိုးတက်လာတာနဲ့အမျှရေမုံငွေနဲ့ချင်းငွေတွေကိုထောက်ပံ့ပေးခြင်းနဲ့ကမ္ဘာတဝန်းကနိုင်ငံတွေနဲ့အရေးကြီးတဲ့ဆက်ဆံရေးကိုစတင်တည်ဆောက်ခဲ့ပါတယ်။တရုတ်ရဲ့ဗျူဟာကဒုတိယကမ္ဘာစစ်အပြီးဥရောပတခွင်မှာအမေရိကန်ရဲ့ Marshall Plan စတင်လှုပ်ဆောင်ပုံနဲ့ဆင်တူနေပါတယ်။ BRI ဟာထူးသဖြင့်စွန့်ရင်ကဏ္ဍမှာအရေးပါတာပဲဖြစ်ပါတယ်။ရုပ်ချင်းငွေကနေအကျိုးအမြတ်အများဆုံးရရှိတဲ့နိုင်ငံတွေကတော့ရုရှား၊ကာတာနဲ့မလေးရှားတို့လိုနိုင်ငံတွေပဲဖြစ်ပါတယ်။ အဲ့ဒီလိုချိတ်ဆက်ဆောင်ရွက်မှုတွေပြုလုပ်ခြင်းဖြင့်တရုတ်နိုင်ငံဟာသူ့ရဲ့အနာဂတ်ကိုလိုအပ်ချက်တွေအတွက်အရေးကြီးတဲ့အရာတွေကိုလက်လက်မီနိုင်စေဖို့အတွက်ပဲဖြစ်ပါတယ်။ Belt and Road Initiative ရဲ့ဒုတိယအကြောင်းရင်းက American ကုမ္ပဏီတွေကနေရရှိတဲ့ဒေါ်လာထရီလီယံပေါင်းများစွာကိုအသုံးပြုဖို့နည်းလမ်းတစ်ခုလိုအပ်လို့ပဲဖြစ်ပါတယ်။တရုတ်ဟာအဓိကကုမ္ပဏီအားလုံးနှိပါအတွက်ကွန်ပီစီတွေဒါမှမဟုတ်အစိပ်ပိုက်တွေကိုထုတ်လုပ်ပေးတဲ့ကမ္ဘာစည်းရုံးတစ်ခုလိုအောင်မြင်တဲ့အခန်းငယ်တာဖြစ်ချင်နေတာပဲဖြစ်ပါတယ်။ ပုတ်ကုန်ကဏ္ဍတိုးတက်မှုကြောင့်တရုတ်ဗဟိုဘဏ်ဟာနိုင်ငံခြားအရငွေဒေါ်လာထရီလီယံချီစုဆုပ်နိုင်ခဲ့ပါတယ်။တခြားနိုင်ငံတွေမှာအချင်းကအစောက်ဦးတည်ဆောက်တဲ့ project တွေမှာအဲ့ဒီစုဆုပ်ထားတဲ့ငွေတွေကိုရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ပါတယ်။လူတွေသိမ့်မသိတဲ့တတိယအကြောင်းရင်းကတော့တရုတ်ဟာစီးပွားရေးမှာအလွန်ကျွံသုံးဆွဲမှုကိုကြိုက်တွေဖြေရှင်းလို့ပဲဖြစ်ပါတယ်။အရှင်အဟုန်နဲ့တိုးတက်မှုဟာတရုတ်ကိုကြီးမားတဲ့ကုန်ထုတ်လုပ်မှုစွမ်းရည်ကိုပေးစွန်းနိုင်ပေမဲ့လည်းကမ္ဘာစီးပွားရေးနေကွေမှုနဲ့မကြသိမင်နှစ်တွေအတွင်းတရုတ်ကုန်ထုတ်လုပ်မှုနဲ့အနည်းငယ်ဝဲကွာသွားခြင်းဟာပြဿနာတွေကိုဖြစ်ပေါ်စေပါတယ်။ ခုချိန်မှာတရုတ်ကုမ္ပဏီတွေဟာသူတို့ရဲ့ကြီးမားတဲ့လုပ်အားနဲ့ကုန်ထုတ်လုပ်မှုစွန့်ရည်အတွက်လုံလောက်တဲ့လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ခြင်းမရှိလို့ပြဿနာတွေနဲ့ရင်ဆိုင်နေကြရပါတယ်အထူးသဖြင့်တန်မနစ်ဘီလက်မြေအလူမီနီယံနဲ့ဆောက်လို့ရေးပစ္စည်းတွေကိုလုပ်ငန်းတွေမှာအဲ့ဒီပြဿနာဟာအတော်လေးကြီးမားပါတယ်။အဲဒါကြောင့်တရုတ်ဟာအဲ့ဒီလောက်ကြီးမားတဲ့ခြေခံအဆောက်အဦဆိုင်ရာ project တွေကိုလှောက်ဆောင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီ project တွေဟာစေမုံလုပ်ငန်းအတွက်အလုပ်တွေကိုဖန်တီးပေးခဲ့ပါတယ်။အဲ့ဒီ project တွေကနေတဆင့် တရုတ်ဟာပြည်ထနာတွေအားလုံးကိုတပြိုင်နက်တည်းဖြေရှင်းနိုင်မယ်လို့ယူဆထားတာဖြစ်ပါတယ်။အဲဒါကြောင့်တရုတ်ဟာနိုင်ငံရဲချားမှာသူ့ရဲ့ဩဇာလွှမ်းမိုးမှုကိုတိုးမြှင့်နိုင်ပြီးနိုင်ငံခြားအရင်ွေတွေကိုလည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။အဲဒါအပြင်တရုတ်ကုမ္ပဏီတွေကိုလည်းအလုပ်တွေပေးနိုင်ပြီး project မှာပါတဲ့နိုင်ငံတွေကိုချင်းငွေတွေပေးပြီးဝင်ငွေရှာနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့လည်းကြီးမားတဲ့အောင်မြင်မှုတစ်ခုကိုစတင်အကောက်ထဲပေါ်ခဲ့ရမှာတရုတ်အတွက်ပြည်ထနာကြီးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ ကျွမ်းကျင်သူတွေနဲ့ဘောဂဗေဒပညာရှင်တွေကတရုတ်ဟာအလွန်ကျွမ်းချစ်ထွင်တာဖြစ်တယ်လို့ထောက်ပြကြပါတယ်တရုတ်ရဲ့များပြားလာတဲ့ကြွေးမြင်ပမာဏဟာခုချိန်မှာတရုတ်ရဲ့စီးပွားရေးအတွက်ဆိုးရွားတဲ့အန္တရာယ်တစ်ခုဖြစ်နေပါတယ်ပီကေရဲ့ဆေဇုနှစ်တွေအတွင်းမှာတရုတ်ဟာနိုင်ငံရဲချမှာသူ့ရဲ့တည်ရှိမှုကိုကြီးထောလာဖို့စိတ်အားထက်သန်ခဲ့ပါတယ်။ချိတ်ဆက်ဆောင်ရွက်မှုတွေကိုအလင်းအမြန်ဆောင်ရွက်ဖို့တရုတ်ဟာနိုင်ငံပေါင်းရာနှင်းချီကိုချေးငွေတွေထုတ်ပေးခဲ့ပါတယ်။အခုတော့ပြန်မဆက်နိုင်တဲ့အန်ဒရီနဲ့ရင်ဆိုင်နေကြရပါတယ်။ကဲဒါဆိုဘယ်လိုတွေတော့မာတော်ခဲ့ရတာလဲ။ တရုတ်နိုင်ငံရဲ့မီဒီယာစင်ဆာဖြတ်တောက်မှုနဲ့သူ့ရဲ့တဖက်ပိတ်ချင်းကဲမှုတွေကြောင့်ကြီးမားတဲ့ project တွေနဲ့ပတ်သက်ပြီးရှင်းလင်းပြသတဲ့အသေးစိတ်အချက်အလက်တွေကိုရှာဖွေဖို့တော့ခက်ခဲပါတယ်။ကျွန်တော်တို့သိတာကတော့တရုတ်ဟာမန်ကန်ဒစ်စစ်ဆေးမှုဒါမှမဟုတ်ထင်းချုံမှုမရှိဘဲနိုင်ငံပေါ်150ကျော်မှာထောက်ပေါင်းများစွာသော project တွေကိုစတင်အကောက်အထည်ဖော်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒါဟာကဘက်တကွင်းလက်တစင်းစီမံကိန်းအတွက်အဓိကပြဿနာကိုဖြစ်ပေါ်စေပါတယ်။ချင်းဝယ်ရရှိတဲ့နိုင်ငံအများစုကဖွံ့ဖြိုးဆဲနိုင်ငံဒါမှမဟုတ်ဖွံ့ဖြိုးကာစနိုင်ငံတွေဖြစ်ပါတယ် အဲ့ဒီနိုင်ငံတွေဟာယထာလန်းတွေနဲ့ကားလန်းကွန်ရက်တွေလိုအခြေခံအဆောက်အုံ project ကြီးတွေကိုလှုပ်ဆောင်နိုင်စွမ်းမရှိကြပါဘူးမေခွန်အနေချင်းလောက်သာမဲပြီးရေပုံငွေတွေကိုလည်းထောက်ပံ့ပေးခဲ့ပါတယ် IMF အဖွဲ့လိုအဖွဲ့စည်းတော်မှဖွံ့ဖြိုးဆဲနိုင်ငံတွေကိုချေးငွေထုတ်ပေးတဲ့အခါမှာအဲ့လိုပုံစံအမျိုးမျိုးနဲ့လစ်လာတတ်ပါတယ်အဲ့လိုလစ်လာတဲ့အထက်မှာစီမံကိန်းဖြစ်နိုင်ခြေရှိမရှိစစ်ဆေးမှုတွေအခုလိုက်စားမှုတိုက်ဖျက်ရေးစီးမီးတွေဘဲဝချင်းဆိုင်ရာစီးမီးတွေအပါအဝင်တခြားအကြောင်းအရာတွေလည်းပါဝင်ပါတယ်ဖန်ဖြိုးဆဲနိုင်ငံတွေအတွက်တော့အဲ့ဒီလုပ်ငန်းစဉ်တွေဟာနေကွယ်ပြီးခက်ခဲနိုင်ပါတယ် အခြေအနေတွေအားလုံးကိုပြင်မြင်သည့်တိုင်အောင်ရန်ပုံငွေကိုအတိပြုပါမယ်လို့အာမခံချက်မရရှိသေးပါဘူး။တရုတ်ကတော့အဲ့ဒီလိုမဟုတ်ပဲတခြားနည်းလမ်းတစ်ခုနဲ့ဆောင်ရွက်ခဲ့ပါတယ်။အသေးစိတ်စစ်ဆေးမှုတွေမလိုအပ်ပဲချင်းငွေတွေကိုပေးခဲ့ပါတယ်။တရုတ်ရဲ့ပေးချေမှုစီမင်းစည်းကမ်းတွေအတွက်လိုအပ်တာတွေကတော့သဖို့တူညီချက်တစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီပုံစံကတော့ပုံမှန်အပြင် IMF ချင်းငွေတွေနဲ့နိုင်ရှင်မယ်ဆိုရင်အတိုးနှုန်းထက်ဝက်လောက်တက်တာပါတယ် အဲ့လိုလွေကူတဲ့ချင်းငွေစီကန်ချက်တွေကြောင့်နိုင်ငံပေါ်ရာနဲ့ချီကတရုတ်ချင်းငွေတွေကိုသဖောတူခဲ့ကြတာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်တရုတ်ကုမ္ပဏီတွေဟာအာဖရိကအာရှဥရောပနဲ့တောင်အမေရိကတို့မှာလုပ်ငန်းတွေကိုစတင်အကောက်အထည်ဖော်ခဲ့ကြပါတယ်။ဒါပေမဲ့မကြာခင်မှာပဲကဘက်တကွင်းလက်ဒစင်းစီမံကိန်းမှာပြဿနာတွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်။အခုပြသတဲ့ဇာတ်ကတော့ပြင်းမြအကျွေးအဆင့်တက်မဲ့မှုဒါမှမဟုတ်ဖွံ့ဖြိုးဆနိုင်ငံတွေအတွက်ချင်းငွေတွေပြင်မဆက်နိုင်မှုအလားအလာရှိတဲ့ဇာတ်ပဲဖြစ်ပါတယ် အစားပိုင်းမှာတော့အကျွေးအဆင့်သက်မဲ့ချက်ကပြင်းပြအနေထားမှာရှိပါတယ်။ဒါပေမဲ့ Baden Road NHL ရဲ့ကဘက်တကွင်း Ladison စီမံကိန်းစတင်တဲ့2013ခုနှစ်နောက်ပိုင်းမှာပြင်းပြနှုန်းကနေတဖြည်းဖြည်းကျဆင်းလာခဲ့ပါတယ်။ခုချိန်မှာတရုတ်ရဲ့ချင်းငွေအများစုဟာအမိုက်အခြေအနေနဲ့နှိကက်နေပြီဖြစ်လို့ပြန်ဆက်ဖို့အခွင့်အရေးအတော်လေးနေပါနေပါတယ်။ BRI အစီအစဉ်မှာပါတဲ့တရုတ်ရဲ့ကြီးဆုံးချင်းငွေယူထားတဲ့စည်းရုံးကိုကြည့်လိုက်တဲ့အခါတနာဖွယ်ရချင်းငွေလုပ်ငန်းစဉ်ကိုမြင်တွေ့ခဲ့ရပါတယ်။ ဥမာတူရကီနဲ့အီဂျစ်တို့လိုနိုင်ငံတွေဟာ1ဘီလီယံလောက်ရယူထားကြပါတယ်။နိုင်ငံစလုံးဟာစီးပွားရေးအခြေအနေဆိုးရွားနေပြီးအီဂျစ်ဆိုရင်ဗန်နာရဲ့ပျော်လေးလူနီနီဖြစ်နေပါတယ်။ပြဿနာတွေကဖွံ့ဖြိုးစေနိုင်ငံတွေကချင်းငွေတွေတိမ်မဟုတ်ပါဘူး။ဖွံ့ဖြိုးပြီးနိုင်ငံတို့ရဲ့ချင်းငွေတွေလည်းရှိနေပါသေးတယ်။နောက်ထပ်ဆိုးရင်စရာကစစ်ဖြစ်နေတဲ့နိုင်ငံတွေဒါမှမဟုတ်ချင်းငွေကူးညီလိုတဲ့ဒုက္ခရောက်နေတဲ့နိုင်ငံတွေကိုပေးထားတဲ့တရုတ်ချင်းငွေပမာဏပဲဖြစ်ပါတယ်။ BRI အစမှာချင်းငွေပမာဏဟာ900ခိုင်နှုန်းပဲရှိပါတယ်။ 2014ခုနှစ်မှာဗန်နီဇွေးလာအပေါ်ပိတ်ဆို့အရေးယူမှုတွေတိုးမြင့်လာခဲ့ပေမဲ့လည်းချင်းငွေပမာဏဟာ20ရာခိုင်နှုန်းလောက်သာရှိနေဆဲဖြစ်ပြီးအဲ့ဒီအချင်းကတော့အဆင်ပြေနေပါသေးတယ်။ဒါမဲ့လည်းပြီးခဲ့တဲ့9နှစ်အတွင်းမှာအချင်းတွေကတီးတသာဆိုးရွားလာခဲ့ပါတယ်။ကိုဗစ်ကေယောဂါကဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်စီးပွားရေးနဲ့ဗန်နာရေးတို့အပေါ်တက်ရောက်မှုတွေရှိခဲ့ပါတယ်။အဲ့ဒါကြောင့်နိုင်ငံအများအပြားဟာသူတို့ရဲ့ချင်းငွေတွေကိုပြန်ဆက်ဖို့အတွက်ငွေကြေးအလုံးလောက်မရှိကြတော့ပါဘူး။ဒါအပြင်ယူကရိန်းမှာဖြစ်ပေါ်နေတဲ့စစ်ပွဲကအခြေအနေကိုပိုဆိုးစေခဲ့ပါတယ်။ ခုချိန်မှာ Baden Row Initiative BRI ရဲ့ချင်းငွေစုစုပေါင်း60ရာခိုင်နှုန်းလောက်အခဲအခဲဖြစ်နေပါတယ်။ BRI ရဲ့ချင်းငွေစုစုပေါင်းပမာဏ American Dollar 1.3 trillion လောက်ရှိပြီးအခုထိချင်းငွေပြန်မြတည်တာက Dollar 980 billion လောက်ဖြစ်ပါတယ်။ Dollar 980 billion ဟာ Switzerland နိုင်ငံရဲ့စီးပွားရေးတစ်ခုလုံးနဲ့ညီမျှပါတယ်။အဲ့ဒါဟာကဘာပေါ်မှာအကျွေးအများဆုံးကုမ္ပဏီဖြစ်တဲ့ Evergrande ကုမ္ပဏီရဲ့ကျွေးမီထက်နှစ်ဆပိုများပါတယ်။ BRI ရဲ့ပြဿနာတွေကအချင်းအခါမကောက်တာကြောင့်လည်းမဟုတ်ပါဘူး။ project တွေရွေးချယ်မှုညှက်ဖြင့်တာနဲ့လဲဆိုင်ပါတယ်။အကောင်းဆုံးဥပမာကတော့သရီလန်ကနိုင်ငံရဲ့ Heaven Tota Second Project ပဲဖြစ်ပါတယ်။ American နဲ့ India တို့ကအဲ့ဒီစီမံကိန်းအလုပ်ဖြစ်မှာမဟုတ်ဘူးလို့တွက်ချက်ထားပေမဲ့တရုတ်ကတော့အဲ့ဒီစီမံကိန်းအတွက်ငွေထုတ်ချေခဲ့ပါတယ်။အဲ့ဒီ project ဟာတခြား BRI project တွေလိုပဲဒေါ်လာသန်းပေါင်းများစွာနဲ့တရုတ်ကုမ္ပဏီတွေဟာဆောက်လုပ်ရေးလုပ်ငန်းတွေအကောက်အထည်ဖော်ဖို့ရောက်ရှိခဲ့ကြပါတယ်။ ဒါမှမဟုတ်လည်း2019ခုနှစ်မှာသရီးလင်္ကာနိုင်ငံဟာသူ့ရဲ့ချင်းငွေတွေကိုပြန်ဆက်နိုင်ခြင်းမရှိလို့ project ကိုဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါဘူး။အဲဒါကြောင့်သရီးလင်္ကာရဲ့စကန်ကို69နှစ်အငှားစာချုပ်နဲ့တရုတ်ကပိုက်ဆိုင်ခဲ့ပါတယ်။အဲ့ဒီချင်းကတမဒရွေးကောက်မေးဆွေပွဲအတွက်ငွေကြေးကြီးကြီးမားမားထောက်ပံ့ပေးမယ်လို့တရုတ်တာဝန်ရှိသူတွေကပြောထားလို့အဲ့ဒီစီမံကိန်းဟာအချင်းပြတ်ချစားမှုဆိုင်ရာတိုက်ကြမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ BRI project အားလုံးရဲ့35ရာခိုင်နှုန်းလောက်ဟာအဲ့ဒီလိုပြဿနာတွေရှိတယ်လို့ကမ္ဘာ့ဘဏ်ကဆိုပါတယ် အဲ့လိုပြဿနာတွေကြောင့်တရုတ်ဟာတခြားနိုင်ငံတွေကိုချင်းငွေပမာဏ short ချခဲ့ပါတယ်အခုမြင်တွေ့ရမှာကတော့တရုတ်နဲ့ Belt and Road Initiative BRI လို့ခေါ်တဲ့ကဘက်တကွင်းလက်ဒစင်စီမံကိန်းမှာပါဝင်တဲ့နိုင်ငံတွေကြားငွေကြေးအတည်ပြုစီစဉ်မှုပဲဖြစ်ပါတယ်စင်ကားနေကြချင်းငွေထုတ်ပေးပြီးနောက်မှာတရုတ်ကပြန်ဆက်ဖို့ပြောဆိုနေပြီးနောက်ထပ်ချင်းငွေထုတ်ပေးမှုတွေကို yes site လိုက်ပြီးဖြစ်ပါတယ်နေပေါများစွာချင်းငွေထုတ်ပေးပြီးနောက်အခုချိန်မှာတရုတ်ဟာသူ့ရဲ့ချင်းငွေတွေကိုပြန်ရဖို့မျှော်လင့်နေပြီပဲဖြစ်ပါတယ်။တရုတ်မှာရွေးချယ်စရာနှစ်ခုပဲရှိပါတယ်။ ဲ့ဒါကတော့ Baton Rouge Initiative BRI အစည်းအဝေးကိုအောင်မြင်ဖို့ငွေတွေများများထုတ်ပေးမလားဒါမှမဟုတ်အဲ့လိုနိုင်ငံတွေကိုကုညင်တာတွေရပ်တန့်ပြီးငွေကြေးစီးဆင်းမှုကိုရပ်တန့်မလားဆိုတာပဲဖြစ်ပါတယ်။ရလဲအနေနဲ့ကတော့ Baton Rouge Initiative BRI အစည်းအဝေးကိုလက်ခံဆောင်ရွက်တဲ့နိုင်ငံတွေဟာသူတို့ရဲ့ project တွေကိုဆက်လုပ်ဖို့မတက်နိုင်လို့အများစုဟာမပြည့်ပြည့်ကြဘူးဖြစ်နေပါတယ်။တရုတ်အနေနဲ့ဘလိုပဲဆုံးဖြတ်ဆုံးဖြတ်သူ့ရဲ့စီးပွားရေးကောင်းကောင်းမလုပ်နိုင်ပဲအကျွေးထူနေတဲ့နိုင်ငံခြား project တွေကြောင့်အလားတူပြဿနာတွေကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ နောက်ကြောက်ကိုပြန်ကြည့်မယ်ဆိုရင်ဒီအစီအစဉ်ကဝေဖန်လို့လွယ်ပေမဲ့တရုတ်ရဲ့စ조사မှုကပုံများပါတယ်။ခေတ်ထဲမှာတော့အနောက်နိုင်ငံတွေကအဲ့လိုအလားအလာစီမံကိန်းတွေမလုပ်ဆောင်တဲ့အတွက်အာဖရိကနဲ့အရှေ့လေပိုက်တို့လိုဒေသတွေမှာတရုတ်လွှမ်းမိုးမှုပြုလုပ်နိုင်စေခဲ့ပါတယ်။ကဘတ်တကွင်းလက်ဒစင်အစီအစဉ်ဟာတရုတ်နိုင်ငံရဲ့ပုံရိပ်ကိုကဘာဇက်ခုံပေါ်မှာအင်အားကြီးနိုင်ငံတနိုင်ငံအဖြစ်မြင့်တင်ပေးခဲ့တယ်ဆိုတာကတော့တန်တရားဖြစ်ဖွယ်မရှိပါဘူး။ဒါမဲ့တခုခုမှားတော်ခဲ့မယ်ဆိုရင်အလုံးပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်။ အတိုးနှုန်းတွေတက်လာပြီးကမ္ဘာစီးပွားရေးနေကွက်လာမှုတွေက Baton Rouge Initiative BRI လို့ခေါ်တဲ့ကမ္ဘာတကွင်း Legacy အစီအစဉ်အတွက်ပိုကောက်လာမယ်လို့မထင်မိပါဘူး။အားလုံးကိုကျေးဇူးတင်ရှိပါတယ်။